ာဗာဟမ်မိတ်ချစ်သူလေးတို့ရေမွန်ဂိုလီပန့်ချက်တီဟမ်မိတ် channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာလုပ်ပြနေတာလေးကတော့ရှေးခွဲပုံစံလေးဒီဇိုင်းလေးကိုကနုံးွယ်လေးတွေတက်ဆင်ပေးနေတာဖြစ်ပါတယ်ဒီကနုံးွယ်လေးတွေကိုတက်ဆင်မယ်ဆိုတော့ဒီအနွယ်လေးရှိတဲ့အဖက်ကလေးတွေရှိတဲ့နေရာကိုအလဲကောင်းစင်တာလေးကနေပြီးတော့တစ်ချက်အချီတုံလိုက်မယ် အချစ်တောက်ပြီးပြီဆိုရင်သူကဘေးမှာအဖက်ကလေး၃ဖက်ရှိတယ်။အဲ့ဒီဖက်ကလေးတွေကိုတစ်ဖက်ချင်းစီလိုက်ပြီးတော့အချစ်နဲ့လိုက်တွဲပါမယ်။ခရူးဆိုင်ရမှာတော့အချစ်တွေကိုအရန်ကြီးပေါ်နေစီပို့ပေါ့နော်။ပေါ်နေရင်ကိုယ့်ရဲ့အထက်တန်ပိုးလေးကကျသွားနိုင်နေပေါ့နော်။ကြသွားနိုင်ရဲ့ဒါကြောင့်မို့လို့တသက်ရဲ့ရဲ့လေးဖြင်းအောင်လေအချီလေးကိုအရန်ကြီးမပေါ်အောင်ဂရုစရရပါမယ်။ ဒါဆိုရင်၃ဘတ်ပြီးသွားပြီ၃ဘတ်ပြီးသွားပြီဆိုရင်တော့အချစ်ကိုအောင်မှာတစ်ချက်တုတ်ပါမယ်ခြစ်သိမ်းမယ်ပေါ့နော်အခြစ်သိမ်းလိုက်မယ်၃ဘတ်ပြီးတော့ခြစ်သိမ်းမယ်ဆိုတော့ဒီအနယ်လေးရဲ့ပုံစံကဒီလိုပွင့်ဖက်ကလေးတွေရှိတဲ့နေရာကိုခြစ်တွဲပြီးပြီဆိုရင်တစ်ခေါက်သိမ်းလိုက်တယ်ကျိုးကိုအပိဖြတ်ပလိုက်တယ်ပေါ့နော် ပြီးတော့မှနောက်တစ်ဖက်လို့ပို့အတွက်နောက်ထပ်အချီအသင်းနဲ့ပြန်စားတဲ့သဘောပေါ့ကဲဒါဆိုရင်နောက်ထပ်ခက်ကလေးရှိတဲ့နေရာကိုဆက်လုပ်မယ်ဆိုတော့အဲ့ဒီခန်းနဲ့တစ်ခုနဲ့တစ်ခုကြားကိုဒီနေရာမှာတလမနဲ့နှစ်စိတ်ခွာပေးထားပါတယ်ဒီအကွာဝေးက အခုပြထားတဲ့အတိုင်းမဟုတ်ဘူးเนาะကိုရဲ့လုံးနေတဲ့အထဲပေါ်မှာမူတည်ပြီးတော့အကွာဝေးကကွာလို့ရပါတယ်။ဒါဒါဆိုရင်အရင်တိုင်းမင်းအလဲကောင်လေးကိုအရင်ဖောက်မင်းလဲကောင်လေးကိုဖောက်ပြီးသွားရင်ဘေးနာကဖက်ကလေးတွေ၃ဖက်ရှိတာကိုတစ်ဖက်စီအချီလေးနဲ့လိုက်တွဲမင်း ။ DNG လေးကဆိုရင်ရှေးပွဲဒီဇိုင်းလေးပေါ့နော်။ customer လေးကရှေးပွဲမှာမှပန်းကျယ်သီးလေးကိုလည်းတက်ပြီးတော့ဝတ်ချင်တယ်။ဘေးနားကသူဒီပိုက်ပင်ကျိုးထည့်ထားတဲ့ဘေးနားမှာလည်းပေါ့နော်။သူကဒီအຫນွေလေးကိုကနှုတ်ຫນွေလေးကိုတက်ချင်တယ်လို့ပြောတဲ့အတွက်ကြောင့်မလို့ဒီလိုဒီဇိုင်းလေးကိုဖန်တီးပေးတာပါ။အယောင်လေးကလည်းအပြင်မှာနှွန်းနှူလေး။တပန်းအောင်မှာနှွန်းနှူလေးဆိုတော့ဒီလိုဒီဇိုင်းလေးနဲ့လိုက်ဖက်တယ်ပေါ့နော်။ တော်တော်များများကရှေးခွဲပုံစံနဲ့ချုပ်လို့ရှိရင်ပုံစံဒီတအားစဉ်းစားရတယ်เนาะအကိုလဲဒီလိုပဲအတူတူပဲပုံစံအရန်စဉ်းစားရတယ်စဉ်းစားရတော့ပန်းချက်သီးလေးတွေနဲ့ချုပ်ကြတယ်အဲသူ့ချုပ်ထားတဲ့အင်ဂျီလေးကလည်းဒီဇိုင်းလေးကလှတယ်ဗောနော်ပိုင်ပင်လေးကိုအလေကောင်းဒီရှေ့လေးမှာထားတဲ့အတွက်ကြောင့်မို့လို့ပိုင်ပင်လေးနဲ့အရန်လှတယ်အဲ့တော့သူနဲ့လိုက်ဖက်တဲ့ဒီဇိုင်းလေးကိုပိုးကဖန်တီးပေးရတယ်ဒါဆိုရင်နှစ်ခတ်ပြီးသွားပြီဂျိုးလည်းတင်လိုက်ပြီဒီနေ့တိုင်းမယ် အပေါ်တည်းဆက်ပြီးတော့တောက်လျှောက်တွဲသွားပါမယ်အဲဒါဆိုရင်တွဲပြီးတော့ပြန်ဆင်းလာပြီပြန်ဆင်းလာတဲ့အခါအလဲကောင်ကကျိုးလေးတွေကိုခုနကတို့ကလှွတ်ထားခဲ့တယ်လीအဲ့ဒီလှွတ်ထားခဲ့တဲ့ကျိုးလေးတွေကိုတွဲပြီးတော့ပြန်ဆင်းလာတယ်ကဲဒါဆိုရင်ကနှုတ်ကျိုးလေးတွေကိုတော့ဒီနီးတိုင်းလေးတက်ဆင်ပါတယ်အချီရအောင်အချီလေးကိုတော့ထိန်းပြီးတော့ဆွဲရမယ်နော် ဆွဲမှာကနှုတ်ရဲ့အသက်ဝင်မှုဖြစ်မှာပေါ့နော်။နှုတ်မဆိုရင်တွန့်လာလေဆိုရင်ကနှုတ်ကအသက်မဝင်ရင်မလှတော့ပါဘူး။ဟဲ့ဒါဆိုအားလုံးပြီးတော့ပြီ။ဆက်စစ်လေးတက်မယ်။အမှတ်ခဲရလေးတော့မဖြတ်ရသေးဘူးနော်။ပြီးမှပဲဖြတ်လိုက်တော့မယ်။ကဒါဆိုရင်လူလက်ပိုင်းလေးအတွက်မယိုမဆန်ရှေးဝဲဒီဇိုင်းလေးဒီဇိုင်းတစ်ခုလက်လာလေးရသွားပါပြီ။အားလုံးပဲအဆင်ပြေကြပါစေ။ ်အဒီဟမိတ် channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့တောင်းဆိုပါတယ်ရှင် bye bye